ပါဒီနေ့ကျွန်တော်တို့သွားရောက်မယ့်နေရာကတော့ပုတ်ပါးဒေသမှာတရှိပြီလှပတဲ့တောတောင်တဘာဝရှုခင်းတွေကိုပါဆိုင်ထားတယ်တောင်ပေါ်ရွာကလေးတွေရာကိုသွားရောက်ကြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေဟာမနက်ခင်းစောစောလှပတဲ့ရှုခင်းကိုရိုက်ကူးနိုင်ဖို့အတွက်ပကံကနေမနက်9နာရီလောက်ထွက်ခဲ့ကြရပါတယ်ပူပြင်းတဲ့နေရာတွေဖြစ်ပေမဲ့လည်းပုတ်ပါးဒေသဟာတောင်တန်းတွေပတ်လည်ဝိုင်းရံထားတဲ့ဒေသဖြစ်တာကြောင့်အမြဲတမ်းမြူတွေဆိုင်ပြီးတောင်တန်းကြီးတွေကို ောင်ခိုးတွေကဖုံးအုပ်နေတတ်တာကြောင့်လှပတဲ့ရှုမြော်ခွင်းတွေကိုရိုက်ကူးတင်ပြနိုင်မှုအတွက်မနဲ့ဆော်ဆော်ထွက်ခဲ့ကြရတာပဲဖြစ်ပါတယ်။ပုတ်ပားတောင်ပေါ်ရွာလေးကိုသွားမယ်ဆိုရင်ပုတ်ပားမြင်းကြံလန်းအတိုင်းသွားရပါတယ်။ပုတ်ပားမြင်းကြံလန်းအတိုင်း15မိနစ်လောက်မောင်းသွားတဲ့အခါပိုးစိုလန်ဆက်ရုံဝင်းတစ်ခုကိုတွေ့မြင်ရမှာဖြစ်ပြီးအဲ့ဒီဆက်ရုံဝင်းကြီးတဲကနေဖြတ်တန်းသွားလာရမှာပဲဖြစ်ပါတယ်။ရွာကလေးရဲ့နာမည်ကတော့တောင်ပေါ်တောင်ရွာဖြစ်ပြီးကျောက်ပတောင်းမြို့နယ်အပိုင်းတောင်ပေါ်ကျေးရွာလေးတစ်ရွာပဲဖြစ်ပါတယ်။ အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရဲ့ခရီးစဉ်ကဒီပုတ်ပါဒေတာမှာရှိတယ်ပေါ့နော်တောင်ပေါ်ရွာလေးတွေ့ရအောင်ကျွန်တော်တို့ကလာပြီးတော့ရိုက်ကူးရေးလုပ်ကြတာပါအခုကျွန်တော်တို့ကဒီရွာလေးကိုလာတဲ့လမ်းခုလမ်းမှာပေါ့နော်ခဏလေးရက်ပြီးတော့ဒီရှုကင်းအလှလေးကိုရိုက်ပြတာကျွန်တော်နောက်ကထောင်တိုင်းကြီးကြီးလိုက်ပါဦး ါတစ်ချိန်ကကျွန်တော်တို့တက်ခဲ့တယ်ပုတ်ပါတောင်မာကြီးတွေဖြစ်ပါတယ်ဒီခုမြင်နေရတဲ့တောင်တိုင်းတွေဒါပုတ်ပါတောင်မာကြီးလို့ခေါ်တာပေါ့နော်ကျွန်တော်ကဒီပုပ္ပားဒေတာကိုရောက်တာလေဒါ အကျိန်တော်တော်များပြီပေါ့နော်ပကံကလည်းရောက်တာလည်းအကျိန်များပြီရောက်တိုင်းလည်းကျွန်တော်ဒီပုတ်ပါးဒေတာကိုလာတယ်ပေါ့နော်ပုတ်ပါးတောင်မာကြီးကိုတက်တယ်ပြီးလို့ရှိရင်ဒီပုတ်ပါးဒေတာမှာရှိတဲ့ဒီချောင်းစုံလို့ခေါ်တဲ့တစ်ဖက်ကပေါ့နော်အိုးဘက်အချမ်းနေမှာရှိတဲ့နေရာတွေအထိကျွန်တော်တို့ရောက်တယ်ပေါ့နော်ဒီဘက်ဒေတာကကြတော့ပကံရဲ့ oasis လို့တင်စားတဲ့နေရာဒေတာဖြစ်တာနဲ့ညီအရန်လဲတာရတယ်ဒီဘက်ကတောတောင်အလှရှူကင်းနေရယ်စိမ့်ဆုံနေတဲ့ ဒီတက်တော့အုတ်ကြီးတွေပြီးရင်ဟိုတစားဒီစားလွင့်စင်ပြန့်ကျဲနေတဲ့ကြောက်တုံးကြောက်ဆိုင်တွေကတကယ်လူရဲ့စိတ်ကိုဖန်ဆားနိုင်တယ်ဒီအရက်တွေဒါကြောင့်ဒီနေ့ကကြတော့ကျွန်တော်တို့တွေကဒီပုတ်ပါးမှာရှိတယ်တောင်ပေါ်ရွာလေးတွေ့ရပါတော့အဲ့ရွာလေးကလည်းအယမ်းတာယာလေးလို့ပြောတယ်ရှုခင်းနေရဒါကြောင့်အဲ့ရွာလေးကိုကျွန်တော်တို့ကသွားရောက်လဲပတ်ပြီးတော့ရှိုက်ကူးရေးလောက်ကြပါအဲ့တော့ကျွန်တော်တို့နဲ့အတူတူအဲ့ဒီပုတ်ပါးဒေတာမှာရှိတဲ့တောင်ပေါ်ရွာလေးကို လိုက်ပါကြည့်ရှုလေ့လာကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်အေးကျွန်တော်တို့သွားကြမယ် တောင်ပေါ်ရွာလေးကိုဝင်လိုက်တာနဲ့တန့်ရှင်တက်ရက်နေတဲ့ရွာဝင်လမ်းလေးကိုတွေ့မြင်ရမှာဖြစ်ပြီးလမ်းမေးဝဲရတလျှောက်မှာအမိုက်တွေမရှိဘဲတန့်ရှင်နေတာကိုတွေ့မြင်ရတာကလည်းတကယ့်ကိုချီးကျူးစရာကောင်းလာပါတယ်တောင်ပေါ်ရွာလေးကိုရောက်တဲ့အခါကျွန်တော်တို့ကိုလိုက်ပို့ပေးမယ်ဒေသခံဆိုင်ကယ်ကယ်ရီတွေကစောင့်ကြည့်လို့နေပါတယ်ဟိုရှိတယ်ပါလားကိုရနဗနာယုတ်သိမ့်မဝင်ဘူးဝိုင်းကြရဘာပါ ဒါအခုကျွန်တော်တို့ဟိုပုံပါတောင်ပေါ်ရွာလေးပေါ့နော်တောင်ပေါ်ရွာကျွန်တော်တို့ကရောက်ပြီရောက်ပြီဆိုတော့ဒီကဆိုင်ကယ်ကယ်ရီနဲ့ကျွန်တော်တို့ကရိုက်မဲ့နေရာကိုဆက်ပြီးသွားရွာလေးကတရတောင်ပေါ်တောင်ရွာလေးကနေစိုက်ခင်းတည်ရှိတဲ့တောင်ကြီးကိုဆိုင်ကယ်နဲ့9မိနစ်လောက်ဆက်သွားရပါတယ် လမ်းတစ်လျှောက်တွေ့မြင်နေရတဲ့ပတ်ဝန်းကျင်ရှုခင်းအလှတွေကလည်းတကယ့်ကိုစိတ်ကြည်နူးစရာကောင်းလှလပါတယ်ခင်ဗျာအခုလိုခစ်ဆိုးစနစ်ဆိုးတွေအောက်မှာကျွန်တော်တို့အားလုံးဟာကိုစီကိုငါမွန်းကျက်မှုတွေမလွတ်လပ်မှုတွေမလုံခြုံမှုတွေရှိကြပါတယ်ဒီလိုအခြေအနေမျိုးတွေမှာကိုခံစားနေရတဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပြစ်နိုင်ဖို့အတွက်ကျွန်တော်ကတော့တောင်တန်းတွေရှိတဲ့ဒေသတွေကိုရွေးချယ်ပြီးခရီးထွက်လေးရှိပါတယ် မြူကိုးတွေရစ်ဆိုင်နာတဲ့တောင်တန်းကြီးတွေရဲ့အလှကိုငေးမောရင်စိတ်တွေကိုရက်လွင့်ရတာကလည်းတကယ့်ကိုလွတ်လပ်ပေါ်ပါစေပါတယ်။ခဲခုဆိုရင်တောင်ပေါ်တောင်ရွာလေးရဲ့အပြင်ဘက်တောင်တန်းကြီးတွေပတ်လည်ဝိုင်းကာယံလာတဲ့တောင်ရလုပ်ငန်းခွင်နေရာလေးကိုကျွန်တော်တို့တွေရောက်လာပါပြီ။ဒီနေရာလေးမှာဆိုရင်မြင်လိုက်ရတဲ့မြင်ကွင်းတွေကတကယ့်ကိုအံ့ဩစရာကောင်းလောက်အောင်ကိုလှပတာရလို့နေပါတယ်။ တောင်ရလုပ်ငန်းခွင်ဝင်နေကြတဲ့တောင်သူတွေအဝေးကမိဂိုတလူလူတက်နေတဲ့မြင်ကွင်းတွေနဲ့ခက်ဝေးဝေးမှလှမ်းမြင်နေရတယ်။တောင်နှင်းကြီးတွေရဲ့အလှကလည်းတဘာဝပကြီကားတစ်ချက်ကိုကြည့်မြင်နေရသလိုတကယ်ကိုရင်သက်ရှုမိုးစရာကောင်းထွန်းလာပါလေ။ ယ်အခုကျွန်တော်တို့တွေဒီတောင်ပေါ်ရွာလေးကိုရောက်လာပြီပေါ့နော်ဒါခုနကျွန်တော်တို့ဖြတ်ခဲ့တာကရွာကိုဖြတ်ခဲ့တာပေါ့ဒါကကြတော့ရွာပြင်မှာရှိတယ်သူတို့ရဲ့ဒီတောင်ရလုပ်ငန်းခွင်တွေပေါ့နော်အဲဆိုက်ပြိုးရေးလုပ်တဲ့လုပ်ငန်းခွင်ပေါ့အဒီနေရာလေးကိုကျွန်တော်တို့ကလာပြီးတော့ရိုက်ကြတာဘာကြောင့်လဲဆိုတော့ဒီနေရာလေးအရန်တရရတယ်အနောက်မှာဆိုလို့ရှိရင်တောင်တန်းကြီးတွေပတ်လဲဝိုင်းတယ်အဒီမှာကျတော့လေ ြည့်ရလို့ရှင်မိုင်းပြက်ပြက်လေးပေါ့နော်မိုင်းပြက်ပြက်လေးမှာပါတောင်ရလုပ်ငန်းဝင်လောက်တော့သူကဒီယာကင်းမှာမီးရှို့ထားတဲ့မီးခိုးတလူလူတက်နေတဲ့မြင်ကွင်းလေးတွေဟာအယမ်းဝတရကျွန်တော်ပုတ်ပါနေမျိုးအချိန်အမြောက်ကရောက်ဝင်နေတယ်ကျွန်တော်ဒါကိုကြတော့ဒီနေရာကိုကြတော့အခုပထမဆုံးတစ်ခေါက်ရောက်ခုလာဒါပေမဲ့ကျွန်တော်တို့ရောက်နေတဲ့မြင်ကွင်းနေရာပေါ့နော်ဘယ်နေရာပဲရောက်ွားရောက်ွား အရန်ကိုလှတယ်မြင်ကုန်တယ်တနေရာနဲ့တနေရာမတူသူ့ရဲ့လှပမှုတွေကဒီနေရာလေးကလည်းတမျိုးလေးလှကဲတဘာဝပကြီကားလေးတစ်ချက်ကိုပေါ့နော်ကျွန်တော်တို့မနက်ခင်းစောစောစီးလေးမှာကြည့်လိုက်ရတယ်လို့ပဲကဲခိုးပါ့ကိုဆက်သွားကြမယ်ဆက်ပြီးလိုက်ခဲ့ကြပါဦးနော်ဘယ်လောက်ထိလှပတယ်ရှိသေးတယ်ဆိုတော့ကျွန်တော်တို့တော်ပြီးတော့ရှာဖွေဖော်ထုတ်ကြအောင် အခုကျွန်တော်ရောက်နေတာဒါခရမ်းညင်သီးတွေစိုက်တဲ့စိုက်ခင်းနေပေါ့နော်ဒါမဲ့ဒါတိမ်ဝါကြီးပေါ့အခုတို့ကြံခဲ့တဲ့အခင်းပေါ့ချစ်စရာလေးတွေကျွန်တော်ရန်ကုန်မှာတွေ့တွေ့နေရတဲ့ခရမ်းညင်တွေကကျတော့တိကျအလုံးကြီးတယ်ပေါ့နော် ီထက်အလုံးကြီးဒါလေးတွေကျတော့အလုံးသေးသေးလေးတွေဟိုမသိရင်စားကျင်စရာလေးမဲ့ပြီအဲ့တော့ချစ်ဖို့ကောင်းတယ်မှာဘာလို့ပြန်ကျဲနေတာခဲရင်သေးတယ်ဒီဘက်ကမိတောင်နေမီလဲဖြစ်ပြန်မြေစီဩဇာလဲကောင်းတဲ့နေမီလဲဖြစ်တော့တော့စိုက်ပျိုးရေးတော်တော်ဖြစ်ထွန်းတယ်အဲ့ကျွန်တော်တို့ပထမရောက်ခဲ့တဲ့ဒီမကြေးစီ ချောင်းဘက်တွေပေါ့နော်မကြီးစီဖျားဘက်တွေဆိုလို့ရှိရင်ဒီလိုမျိုးပဲနှကမောက်သီးတွေတခြားတတီးဝလံတွေပေါ့နော်အကုန်ဆိုင်ကြတယ်အဲ့ဘက်မှာလည်းတော်တော်ဖြစ်နေတယ်နှကမောက်သီးတွေဆိုရင်အလန်းဘေးမှာကိုတွဲလောင်းနေတယ်သီးနေတယ်မှဲ့မှဲ့ပြီးတော့ပေါ့နော်တကယ်ခူးကျင်စရာအောင်စိတ်ထဲမှာဖြစ်ပေါ်တယ်ပေါ့နော်ခူးကျင်စိတ်တွေတော့တပွားပွားဖြစ်တယ်အဲ့လောက်ထိတောင်ဒီဘက်ကစိုက်ပျိုးရေးမှာညည်တော်တော်ကောင်းတယ် တောင်ပေါ်ရွာလေးဟာအေးချမ်းနဲ့စိတ်ငြိမ်နေ။လှပတဲ့တောင်တန်းကြီးတွေနဲ့ချစ်စရာကောင်းတဲ့ရွာသူရွာသားတွေလည်းရှိတယ်။မျက်စိတစုံတွေ့ရန်နေတဲ့တောင်တန်းကြီးတွေကိုကြည့်ပြီးတွေးချင်ရာတွေးလို့ရတယ်၊ငေးချင်တလောက်လည်းငေးလို့ရတယ်။ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကိုတောင်ပေါ်ရွာလေးရဲ့ပတ်ဝန်းကျင်ရှုခင်းအလှတွေထဲမှာအဆုံးစားမဲ့စီမြှောက်ပြလိုက်လို့ရတယ်။ ကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့နေရာလေးလို့ပြောလို့ရတယ်။ဒီ site ခင်းနေပပလေးကိုဒီ site ခင်းမြေတွေရပဲပေါ့နော်။တွင်းတွင်းနဲ့ထွက်လာတဲ့ဒီကြောက်တုံးတွေကိုဒီ site မြေအေကရဲ့ပပလေးမှာပြန်ပြီးတော့စီတန်းထားတာ။တကယ်ကိုစနစ်ကြလွန်လာရဲ့။အရန်လဲလှတယ်။တရားလေးပါဒီနေရာလေးပါတာ နေခွင့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေဘဝတသက်တာလုံးမှာစိတ်ချမ်းသာမှုအပြည့်အဝနဲ့ကျွန်တော်အသက်ရှိရှိနေနိုင်မှာတည်ကြတယ်ဒီဒေသလူတွေအတွက်ကတော့ဒါနေ့တူဟာမြင်နေရတဲ့မြင်ကွင်းဆိုတော့ဒါထွေထူးထူးပေါ့နော်သူတို့ခံစားကြရတော့မှာတော့မဟုတ်ဘူးဒါကျွန်တော်တို့လိုရောက်ဝေးရလာတဲ့လူတွေအတွက်ကျတော့ရွာတွေကနေထွက်တာနဲ့ဘွားကနေမြင်လိုက်ရတဲ့ဒီမြင်ကွင်းကမသိလို့ရှင်ကျွန်တော်တို့ကနတ်ဘုံနတ်နိုင်တခုကိုကျွန်တော်တို့ တွေ့လိုက်ရတယ်လို့ပဲတကယ် paradise ကိုကျွန်တော်တို့မြင်တွေ့လိုက်ရတယ်လို့ခံစားရတာ ော့ဒီမောအောင်လို့ဩအချီမချီချောက်ဒီဘက်ကျတော့အဓိကဘာတွေစိုက်လဲပါဘုရားမုံမောင်လာခန့်ခြင်းနောက်ပိုင်းကျတော့ကျက်သွန်ကျက်ကြီးဩကျက်သွန်ကိုစိုက်တယ်ဩဟုတ်ရမှာခရမ်းညင်နေပြီလေးတွေတွေ့တယ်ဒါကြတော့ဒါကြပါပေါ့မျိုးချန်လာတဲ့ဟာနောက်ပိုင်းစီလက်ချမ်းကြပြီဩခုလိုကြီးဟာပေါ့ရပေါ့ဟာဟာဥပညာလည်းမကြဘူးอืม ော်ဒီနေ့ဈေးမကောင်းဘူးဖျက်ညင်ဈေးမကောင်းဆုတ်ဆုတ်ကုန်ဆုတ်ကုန်ဒီကောင်းလေးအော်ဒီနွားလက်ဖို့လေးတို့ထောင်းထောင်းလေးလက်ဖို့တာအဲနွားလက်ဖို့တော့ဟိုကအလေတော်မှပို့တာချူနော်အော်ဒါအလေတော်ဟိုအကြာကြီးရဲ့မြားရေတို့တစ်ဆွဲအဲချူနော်တစ်ဆွဲနှစ်ထွက်ရှိတယ်ဟုတ်လားဟုတ်အော်ဒီဇေဒီလေးရှိတာကြာဆေးဝင်တာဟုတ်ဟုတ်အော်ဇေဒီကတော့ပြီရှိရလား မမြတ်လို့ဟိုးလေတော့မပဲတဆူဖားရှေးလာမယ်တဆူ အခုကျွန်တော်တို့ရောက်နေတာကဒီတောင်ကျေပေါ့နော်တောင်ကျေကိုရောက်အရမ်းလှတယ်ကြာဒီမှာလဲအနောက်မှာအဝါရောင်တိရွက်ကြွေလေးတွေနဲ့ပြန့်ကျဲနေတဲ့ကြောက်တုံးကြောက်ဆိုင်တွေကကြည့်လို့မဟုတ်အောင် ီနီယာတွေကလည်းတိရွက်6လေးတွေကျွေပြီးတော့အနောက်မှာကြောက်တုံးကြီးနေတယ်ကျွေကြနေတဲ့တိရွက်တွေကြမှာကြောက်တုံးကြီးအကြီးကြီးပဲပြန့်ကျဲဒါကကျွန်တော်တို့ကတောင်ကြီးကိုရောက်နေတယ်ဒီကြောက်တုံးကြီးတွေကအရင်တစ်ခေါက်ကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်းညစွာတည်းက ဒီမိတောင်ဒီပေါက်ကွဲပြီးတော့လွေးစင်ကြလာတဲ့ကြောက်တုံးကြောက်ဆိုင်တွေလည်းရှိတယ်။တခါကျလို့ရှိရင်ရာသီဥတုရောက်ပါတော့ဒီတောင်ပေါ်မှာကတ်နေတဲ့ကြောက်တုံးကြီးကမြေမြေပေါ်လိမ့်ကြလာပြီးတော့ဒီအောက်ရောက်မှအစဲစီပေါ်မှာကွဲပြီးပြန့်ကျဲသွားတဲ့ကြောက်တုံးတွေလည်းရှိတယ်။ဒါကြောင့်ဒီနေမြေတစ်ခုလုံးမှာကကြည်လီရာမှာကြောက်တုံးတွေကပြည့်နေတာပါတော့။အများနဲ့ကြောက်တုံးတွေကတပြန့်တကျဲအခြေသေးမတူဘဲနဲ့ပြန့်ကျဲပြီးတည်ရှိနေတာ။အခုကျွန်တော်တို့ဖြတ်ချောက်ခဲ့တဲ့ဒီလေကွက်တွေထဲမှာဆိုလဲ ဒါကြောက်ခဲလေးတွေရှိတယ်ကြောက်ခဲလေးကြောက်တုံးတွေရှိတယ်အဲ့ဒါတွေကိုတို့ကထဲထွင်းနေပေါ့နော်ဒါထုတ်ရထုတ်ပြီးတော့တို့ကဒီဘေးပပတ်လဲမှာတို့ရဲ့ CEO ဖြစ်ပေါ့နော်ဒီလေ CEO ဖြစ်နေပြန်ပြီးတော့ဒီကြောက်တုံးတွေနဲ့ပဲပြန်ကာရန်ကြာဒါကြောင့်ဒီဒေတာကကြတော့ကြောက်တုံးကြောက်ဆိုင်တွေပေါ်တယ်မိတောင်ပေါက်ကွဲခဲ့တဲ့ဒေတာဖြစ်တဲ့အတွက်ကြောင့်ဒီကြောက်တောင်တွေလည်းချီတဲ့အတွက်ကြောင့်ကြောက်တုံးကြောက်ဆိုင်တွေပေါ်တယ်ပြီးလို့ရှိရင်မြေစီဩဇာကလည်းပို့ပြီးတော့ကောင်းမွန်တယ်တခြားအရက်ဒေတာတွေဆက်လို့ရှိရင် ဒါကြောင့်ဒီဒေတာမှာဆက်ပြိုးရေးဖြစ်ထွန်းကြတယ်။အဒီနေ့ကျွန်တော်တင်ပြခဲ့တဲ့ vlog လေးကတော့ပုံပါတောင်ပေါ်ရွာအကြောင်းရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်။အဲ့တော့ဒီဒေတာရဲ့ရှုခင်းရှုကွက်လေးတွေကိုကြည့်ပြီးတော့ကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေလည်းစိတ်ချမ်းသာမှုအပြေအဝရရှိကြလိမ့်မယ်လို့ယုံကြည်မိပါတယ်။နောက်နောက်နေမှာလည်းအခုထက်ပိုပြီးတော့ကောင်းမွန်တဲ့နေမြေဒေတာမတူညီတဲ့နေရာဒေတာတွေရဲ့အလှအပတွေကိုကျွန်တော်တို့ကဆက်လက်ပြီးဖော်ထုတ်တင်ပြရိုက်ကူမှာ ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ရသင့်လုပ်ထားပေးကြပါဦး။ အောင်ဆိုပါတယ်။ကဲအားလုံးပဲကျွန်တော်တို့တွေဒီကနေ့ပြန်ကြပါတော့မယ်။ Bye bye ကြက်တဲ့မြပြလူနေမှုစနစ်ကို ခေတ္တခန္ဓာကြောခိုင်းရင်အကာသနတွေကင်းပြီးရိုးရှင်းတဲ့ဒေသခံတွေနဲ့မိဖွဲ့စကားပြောသူတို့ဒေသရဲ့အကြောင်းအရာတွေကိုနားထောင်ရတာကလည်းတကယ့်ကိုဘ ഹു ဒ္ဓရသလိုမိတ်ဆွေလည်းတိုးပွားစေပါတယ်။အေဂျင့်နဲ့တောင်ပေါ်တောင်ရွာလေးမှာလေးလာကြည့်ရှုကြပြီးတဲ့နောက်မှာတော့ကျွန်တော်တို့တွေရွာလေးကိုပြန်ခဲ့ကြပါတော့တယ်။ပတ်လည်ဝိုင်းကာယံနာတဲ့တောင်တန်းကြီးတွေရဲ့အလှရိုးသားပြုစင်ကြတဲ့တောင်ပေါ်တောင်ရွာသူရွာသားတွေရဲ့ဟောရီပြင်ငါမှုတွေကိုကျွန်တော်တို့ရဲ့နှလုံးအိမ်ထဲမှာအမြဲတမ်းအမှတ်ရနေတော့မှာပဲဖြစ်ပါတယ်။ အဲကျွန်တော်ရဲ့နောက်မှာအကောင်လေးတွေအတိအပင်လေးလိုလိုအမှုပွင့်လေးလိုလိုနဲ့တကယ်တမ်းတရားကြီးတော့အဲ့ဒါတက်ရှိအကောင်လေးအမေးကြီးတော့အဲ့ဒါလေးကဘာလဲလို့ဆိုတော့ပြကောင်တဲ့ပြလို့ခေါ်တဲ့အကောင်လေးဖြူဖြူဖွေးဖွေးချစ်စရာလေးတွေ ီတယ်နော်ဒါအဲ့လိုမျိုးဖြစ်တာဒါဟုတ်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 ဒီနောက်ပုပ်ပါဈေးတန်းလေးကိုဝင်ပြီးကျွန်တော်တို့တွေပျော့ပျော့ပါးပါးဈေးဝယ်ဖြစ်ခဲ့ကြပါတယ်ပုပ်ပါဈေးတန်းမှာဈေးဝယ်ရတာတကယ်ကိုပြောစရာကောင်းပါတယ် ဧည့်သည်ပါတဲ့အချိန်လေးဖြစ်တာကြောင့်ဈေးတွေကလည်းကျွန်တော်တို့အစီကိုဝိုင်းအောင်လာပြီးအလူအရက်ကိုရောင်းကြပါတော့တယ်။ဒါကြောင့်ကျွန်တော်တို့လည်းဒါရောက်ရောင်းချတဲ့ဈေးတွေလေးတွေကိုပြောဆိုခြင်းနဲ့စိတ်နဲ့တဦးချင်းစီကနေဝယ်ယူပေးခဲ့ကြပါတော့တယ်ခင်ဗျာ။ဝယ်မယ်ဝယ်မယ်ဝယ်မယ်။အေးကျေးဇူးတင်ပါတယ်။ဘယ်နေစားခြင်းလို့လား။အဲဘာမှမလုပ်ဘူး။ကျေးဇူးတင်။ဘယ်နေစားဘယ်လိုရောင်းလာလဲ။အားလုံးကို50ဆက်မှာ။ ကြီးတယ်ဈေးဥပောက်မလို့ပြီးတာ၁၀000ရောင်းတာနော်အားအောင်ဖို့အေး50ပြေးလာ50ဆန်အစီအပြန်မှာပြည့်လို့ဟုတ်ပါရဲ့ဟာလမ်းပေါ်ကြီးလားလမ်းပေါ်လားဟုတ်ပါဘူးအာနေနေဦးနေ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 တို့လည်းကြာကြီးကြီးပါလေတာအချင်းကြီးထည့်ပေးတာနော်ဆရာအားအောင်ဖို့အားအောင်ဖို့55ဘွာဟေး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 အားအောင်ဖို့အားအောင်ဖို့ယူပါလေနော်ဒီကူတမားရဲ့မောင်လေး ဒီသားကို9လားဟုတ်ပါပြီဒီအိုက်ကောင်ဆက်လက်ဆက်ဆက်မနက်ဖန်နေစားရဒီမှာဟုတ်လားတရားယူစက်ကတော့ဆက်ဆက်နေမှာပေါ့ဒါအတူတူပဲပေါ့ဟိုအလုံးလေးဝယ်ခိုင်းတာဟိုကိုကြီးရှိတယ် ရဝယ်လာတဲ့စတော်ဘယ်ရီဒီစားကြည့်ရအောင်တို့ချိုးလေဗျจ้าไปเลยดิอืมโอ้ยล่ะ ်ဆွေများခင်ဗျာအခုကျွန်တော်တင်ပြခဲ့တဲ့ပုတ်ပါတောင်ပေါ်တောင်ရွာရဲ့တဘာဝရှုခင်းအလှပါလို့နေပုတ်ပါတောင်ပတ်ဝန်းကျင်ဒေသအကြောင်းတွေကိုကြည့်ရှုပြီးဘဝတူရရစရာစိတ်ကျေနပ်စရာတခုခုရရှိကြလိမ့်မယ်လို့ယုံကြည်မိပါတယ်နောက်နောက်တွေမှာလည်းအခုထပ်ပုံမကောင်းမှုနဲ့ခီးသွားဗလော့တွေကိုဆက်လက်ဖန်တီးတင်ပြအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရတဲ့လုပ်ပေးထားကြပါဦးခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ